အားလုံးမင်္ဂလာပါမြန်မာကူစတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တာအေးနင်ကဝေပြန်ခင်မေအပိုင်း၅ကိုဆက်ရအောင်ပါ။ Join to ဇလန်လေးကိုဆုံးထိလိုက်ပါခန်းစားနာဆင်ပေးပါအောင်ဗျ။ကျွန်းသင်းများပန်းကနုံများဖြင့်တိဆောက်ထားတဲ့ဖုံးရောင်းမော်တွင်မကောင်းတဲ့ဆုံးတက်ပညာတဲ့လင်မယားနှစ်ယောက်ဖြစ်သောမောင်ကောင်းနဲ့မြဝင်းတို့စကားထံ၍ပြောနေကြသည်။သူတို့နှစ်ယောက်နဘေးတွင်တော့အသက်အရွယ်ကြီးရင်နေပြီဖြစ်တဲ့ကပ္ပရာကြီးတို့နဲ့ကလေးသားသားရွယ်ဖုံးရောင်းသားလေးတယောက်တို့ခရွရွလေးထိုင်နေကြတယ်။ သူတို့နေရာရဲ့မျိုးဝန်းနေမှာတော့ကြောက်လန့်တဲ့အရေးရောင်များအထင်းသာပေါ်နေကြတယ်။မောင်ကောင်ကသူ့မိမဖြစ်သူမြောင်းဝင်းကိုကြည့်လိုက်ပြီ။မြောင်းဝင်းလှသန်းတို့အချိန်ကြီးကောင်းလောက်လား။အိုးကောင်းပါပါ။ဒီကောင်ကြီးသေရင်တော့ကျိုးလို့ရှိမယ့်နေရာကိုပြောမှာမဟုတ်ပါဘူး။သူတို့မပြောရင်ခင်မီလည်းကျိုးလို့ရှိမယ့်နေရာကိုမသိပါဘူး။ဘာလို့လဲဆိုတော့ဘယ်ပညာသည်တွေမှာဖုံးရောက်မှနေမယ်လို့ထင်ထားမှာမဟုတ်လို့ပဲ။အေးအဲ့ဒါလည်းဟုတ်တာပဲ။ဟိုကဲကဲကဲဟိုငမရနေငါဆိုဟိုမင်းတို့ကျောင်းကိုဆင်းတော့လိုရတာချင်းငါခေါ်လိုက်မယ်။ ိတ်မနေနဲ့နော်ငါခေါ်လို့မှချက်ချင်းရောက်မလာနိုင်တော့လားမောင်ကောင်းဒီထိုးထိုးပြောလိုက်ပြီးကြောက်လန့်နေကြတဲ့ကပ္ပယာကြီးနဲ့ចောင်းသားလေးတို့အားစိုက်ကြည့်လိုက်ထိုးထိုးအကြည့်ခံရသည်ကိုပင်ကြောက်ရွံ့နေကြသည်ကပ္ပယာကြီးနဲ့ចောင်းသားလေးတို့မှာတုံရင်သောလေတံဖြင့်ဟိုစိတ်စိတ်ကြပါကြိုးတို့မအိပ်ပါဘူးကဲအဲ့ဒါဆိုလေသွားကြတော့ဟုတ်ဟုတ်ကဲ့ပါကပ္ပယာကြီးနဲ့ចောင်းသားလေးတို့မှာလင်းမြန်စွာနဲ့ចောင်းအုပ်ကိုဆင်းသွားလိုက်တော့တယ်ထုံနောက်သူတို့နှစ်ယောက်သည်ចောင်းရှိတရက်ပင်အောက်တွင်တီးဆောက်ထားတဲ့ကုပြည့်တွင်ထိုင်လိုက်က တီးရိုးစကားဆိုလိုက်ကြသည်ငါတို့ကလည်းစိုးပါမောင်းစိုးရဒိုးစရာတော့လေဘယ်တွေရောက်လို့ဘယ်တွေပေါက်နေလဲမသိတော့ပါဘူးကျုပ်တို့စရာတော့ဘာလို့ဒီလူတွေကိုမနိုင်တာလဲဖုံးရင်ဖြစ်ပြီးတော့ဟာတိုးတို့ပြောပါဟာဟိုဟာကြီးကြားသွားမှာပြင်ခက်ပြီဖြစ်နေဦးမယ်ငါထင်တော့ဒိုးစရာတော့လေဖုံးကြီးဆိုပေမဲ့ပုလူစဉ်ဖုံးကြီးလေကွာသူတို့ကအနှင်းနှင်းလာလာမကောင်းမှုကိုကျူးလွန်လာတယ်ပြင်ရတယ်ဒီဟာဗျာလူစိုးနဲ့လူကောင်းလူကောင်းမယ်နိုင်ရမှာမဟုတ်လားကပိယကြီးက တနေ့တော့လေအဲ့လိုဖြစ်လာမှာပါမောင်စိုးရာဒီနေရာကိုနိုင်နေလို့ပေါ့ပေါ်လာအောင်ပါစိတ်ချဟိုကပ်ပြာကြီးဟာကျိုးတို့ညောင်ကိုကျုံနေလို့သဘောထားတာကျိုးပြင်တစက်လေးမှာမကြိုက်ဘူးအေးပေါ့ကွာဒါမှမဟုတ်လေဖယ်တက်နိုင်မလဲတို့ကိုယ်ထဲမှာသူတို့ထည့်ထားတဲ့အပင်တွေရှိနေတယ်လေထွက်ပြင်းလေငါတို့ကသိမှလေကွာကျိုးတို့ဘွားလေဗျာတကယ်ကိုကန်ဆိုးမှုမအောင်ကြတာပဲအေးကွာတကယ်ဆိုးပညာတွေမှာလာတွေ့ရတယ်လို့အမှန်တော့ဒိုးစီရတော့သီလာပြတ်တာလေပါတာပေါ့ကွာ ကပ္ပီယာကြီးနဲ့ចောင်းသားလေးတို့မှာစိတ်ပြက်လက်ပြက်ဖြင့်ညှင်းယူနေကြတယ်။ဒေါ်ချိန်ចောင်းဝိုင်းဝင်သွားသူလူနှစ်ယောက်လမ်းလျှောက်လာသည်ကိုမြင်တွေ့လိုက်ရတယ်။ဒါကြောင့်ကုပြစ်မှာအသင်းရှိနေတဲ့မိအိမ်ကိုထုံးကြည့်လိုက်ကသတိကြီးစွာဖြင့်ចောင်းဘဝကိုတွားလိုက်ပါတော့တယ်။ကပ္ပီယာကြီးနဲ့ចောင်းသားလေးတို့ရဲ့မိလင်းအောင်တွင်តាအင်းနှင့်ခင်မီတို့ရုပ်တွင်ကိုရှင်းလင်းစွာမြင်လိုက်ရတယ်။ကပ္ပီယာကြီးတို့နှစ်ယောက်ဒီကតាအင်းနှင့်ခင်မီကိုအကဲခတ်လိုက်ပြီးမောင်ရင်နဲ့လုံမလေးတို့ဒီចောင်းနဲ့ဝင်မလာကြနဲ့။ဟိုမင်းတို့တော့အန္တရာယ်ရှိတယ်။ဟုတ်တယ်ကိုနေမဟို ခမရတို့ဒီကျောင်းထဲကိုမဝင်ကြနဲ့ကျိုးတို့တော့ထွက်ပြေးလို့မရလို့ကပ်ပြာကြီးနဲ့ကျောင်းသားလေးတို့ဤစကားကြောင့်ဒါရင်နေခင်မီတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီဟိုအမခင်မီဒီမောင်ကောင်းတို့ဒီမှာရှိနေတာသိကြပြီဟုတ်တယ်ဒီကောင်နေနောက်တစ်ချိန်မလွတ်စေရဘူးကပ်ပြာကြီးနဲ့ကျောင်းသားလေးတို့မှာသူတို့နှစ်ယောက်ဤစကားကြောင့်ကြောင်ကြီးကြည့်နေကြတယ်ထုံတော်ခင်မီဒီငေးကြည့်နေသည်ကပ်ပြာကြီးကိုကြည့်ကကဲနင်တို့ရွာထဲကိုသွားကြတော့ကပ္ပယာကြီးကိုနှင်းလို့သုံးထုံလိုက်တဲ့အတွက်ကျောင်းသားလေးမှာစိတ်ဆိုးဒေါသထွက်သွားသဖြင့် ်ခမရမလို့ပြောလိုက်တာလေဗျခမရဖိုးလောက်ရှိတဲ့သူကိုနင်းလို့ပြောကြလားစိတ်ဆိုးဒေါသထွက်နေတဲ့ចောင်းသားလေးဟာတာအေးမှာသဘောကျသွားပြင်မင်းနာမည်ဘယ်လိုခေါ်လဲမဆိုးဘာဖြစ်လို့တော့မင်းဟာဘာလို့ဒေါသထွက်နေရတာဟုံးကွာခမရလူစကားပြောတာကိုကြည့်အောင်လေဗျကိုအဖိုးရွယ်လောက်ရှိတဲ့လူကိုနင်းလို့ပြောကြလား तू ကအဲ့လိုပြောတော့မင်းဟာစိတ်တူတယ်ဗောလေဟုတ်တယ်ကဲကဲကဲထားလိုက်ပါကွာမင်းတို့ចောင်းထဲမှာပညာတဲ့နှစ်ယောက်ရှိနေတယ်မလား တာအေးစကားကြောင့်ကျောင်းသားလေးမောင်စုတာမကကပ္ပယာကြီးပါအံ့ဩသွားကြတယ်။အဲဒီနောက်သူတို့နှစ်ယောက်ကဗျိုင်းလူခေါင်းချင်ပြလိုက်ပြီ။ဟုတ်တယ်။ကျိုးတို့ကျောင်းထဲမှာဆုံးမလင်းမြန်းနှစ်ယောက်ရောက်နေတယ်။ပြီးတော့သူတို့ကဒီဝါဟောလာတိုင်းဒီမှာပဲနေကြတယ်။ဖုန်းကြီးကိုလည်းမောင်းထုတ်လိုက်တယ်ဆို။ဟုတ်တယ်။ကျောင်းကကိုရင်နေဖုန်းကြီးကိုနှင်းထုတ်ထားတာ။ကျိုးတို့နှစ်ယောက်ကိုတော့သူတို့ခိုင်းကောင်လို့အပင်းထည့်ပြီးနေခိုင်းထားတာ။ဟုတ်လား။ကဲကဲကဲမင်းတို့ရွာထဲသွားကြတော့။အဲဒီနောက်ကိုငါတို့ရှင်းလိုက်မယ်။တာအေးစကားကြောင့်ကျောင်းသားလေးမှာခေါင်းကိုခါရမ်းလိုက်ပြီ။ ဟိုကျိုးတို့သွားလို့မရဘူးဗျာဘာဖြစ်လို့လဲကောင်းလေးရကျိုးတို့ကိုယ်ထဲမှာအပင်းထည့်ထားပါတယ်ဆိုမှဗျာဟိုကျိုးတို့ကြောင်းအပြင်ရောက်တာနဲ့အသိဆုံးနဲ့တင်းမားဗျာကြောင်းသားလေးမောင်စိုးကြီးစကားကြောင်းဒါအေးမခင်မေကိုကြည့်လိုက်ပြီအမခင်မေငါတိပြီဒါအေးခင်မေဒီထိုးတို့စကားဆိုလိုက်ပြီကြောင်းသားလေးဘခုံစက္ကနေဆုတ်ကင်လိုက်ထိုကကျောင်းသားလေးမျက်နှာမှာရှုံ့ထွသွားပြီးဝေဒနာတရက်ကိုပြင်းထန်စွာခံစားရပုံပေါ်လာသည်။ကျောင်းသားလေးမောင်စုအနိုင်ကျင့်ခံရသည်ဟုအထင်ဖြင့်ကပ်ပြာကြီးမှမနေတာတော့ပဲ ခင်မေနားကိုကတ်လာစဉ်ခင်မေဟာကြံလက်တစ်ဖက်ဖြင့်ကပ္ပီယာကြီးပခုံးကိုဆုပ်ကင်လိုက်သည်ထိုအခါကပ္ပီယာကြီးလည်းចောင်းသားလေးမောင်စုနေသည့်ဝေဒနာတရက်ကိုပြင်းထန်စွာခံစားလိုက်ရပြီးနောက်အော့ဟန်ခြင်းစင်များဖြစ်ပေါ်လို့လာတယ်ခင်မေသူတို့နှစ်ယောက်ဤပခုံးကိုလှုပ်ပေးလိုက်သည်နှင့်တွန့်လှိန်နေတဲ့မွေးပေါက်လေးများကိုထိုးအန်လိုက်ကြတယ်မွေးပေါက်လေးများမြေပြင်တွင်တွန့်လှိန်နေကြသည်ကိုမိအလင်းရောင်၌ကောင်းစွာမြင်လိုက်ရသည်ခင်မေဒီကထိုမွေးပေါက်လေးများကိုကြည့်လိုက်၍လေးနက်တီကြီးစွာစကားဆိုလိုက်သည်မောင်ကောင်းတို့ကတာမန်လူတွေကိုနှိမ့်ဆက်နေကြတာပဲ ဟုတ်တယ်မခင်မီသူတို့ဒါတော့လွန်သွားပြီခင်မီနဲ့သားကြီးတို့စကားပြောနေချိန်ကပီယာအင်းနဲ့ចောင်းသားလေးတို့မှာသူတို့အန်လိုက်တဲ့မွေလေးနှစ်ကောင်ကကြည့်ပြီးကြောက်လန့်နေကြသည်ထိုချင်းအောင်သိလိုက်သည့်ခင်မီဟာမြေပြင်မှာမွေးပေါက်ကလေးများကိုစူးစိုက်၍ကြည့်လိုက်၏သူမှကြည့်လိုက်သည်နှင့်မွေးပေါက်ကလေးများမှာချက်ချင်းဆိုလိုမီးလောင်ပြားကြပြီးပြာမုံဖြစ်သူပြောင်းလဲသွားတော့၏ထို့နောက်ခင်မီသည်ကပီယာအင်းနဲ့ចောင်းသားလေးတို့ကကြည့်လိုက်ကမောင်ကောင်းတို့ဘယ်မှာလဲဟိုးမြင်နေရတဲ့ចောင်းမောင်မှာပါကောင်းပြီနင်တို့ရွာထဲကိုသွားလိုက်တော့ ပြီးရင်ဒီမှာနေခဲ့တဲ့ဘုန်းကြီးကိုပြန်ရှာငါတို့ဒီကောင်တွေကိုစုံမလိုက်မယ်ဟုတ်ဟုတ်ကဲ့ခင်မင်မှာတာမန်လူတယောက်မဖြစ်နိုင်ဘူးဆိုတာကိုသိသွားတော့ကပ္ပရာကြီးနဲ့ចောင်းသားလေးတို့မှာသူမပြောသောစကားကိုခေါင်းငင်ပြလိုက်ပြီးနောက်သူတို့လက်ထဲမှာမိရင်တစ်ခုကတာအေးကိုကမ်းပေးလိုက်ပြီးဘုန်းကြီးចောင်းပြင်ဘက်သို့ထွက်သွားကြပါလိမ့်တော့သည်တစ်သားနဲ့ဒီဆောက်ထားတဲ့ဘုံရောင်းမော်တွင်ရှိတဲ့မောင်ကောင်းနဲ့မြောင်ဝင်းတို့မှာမအိပ်ဆက်ကြသေးဘူး။အကြောင်းမှာသူတို့ရဲ့စိတ်ထဲတွင်ကြောက်ရွံ့မှုတချို့ရှိနေကြသေးပြီဖြစ်သည်။ထိုဆိုရင်ကြောင်းကြောင်းမှုကြောင့်ဥစွာစကားဆိုလာသူမှာမောင်ကောင်းဖြစ်၏။ ငါတို့စီကိုခင်မရောက်မလာတော့ပါဘူးနော်။ဟိုရောက်လာမှာမဟုတ်ပါဘူး။တို့တို့ဒီမှာနေရဆိုတာဘယ်သူကပြောရမှာလဲ။အေးဟုတ်တယ်။ငါတို့ဒီမှာနေရဆိုတာဘယ်သူမှမပြောရလောက်ဘူး။ဟိုဒါနဲ့တကယ်လို့ခင်မရောက်လာရင်ငါတို့ဘာလုပ်တင်လဲမြောင်ဝင်။မောင်ကောင်းအမေကိုမြောင်ဝင်ချက်ချင်းပြန်မဖြစ်ပဲအတန်ကြာသည်တိစဉ်းစားနေပြီးမှလေးပြင်းသောစကားဖြင့်ဆိုလိုက်။โอ้ยောက်လာတော့လေသူတေကိုတေတိုက်ရမှာပေါ့ကိုကောင်းရင်ငါတို့ကခင်မေကိုမနိုင်တော့ဘူးလေကျုပ်တို့ထွက်ပြီလေတကြီးကကျုပ်တို့ကိုတတ်မှာမဟုတ်လား ရွေးချယ်ကြမရှိဘူးလေအေးနင်ပြောတာလည်းဟုတ်တာပဲကဲအဲ့တော့ခင်မင်မကလို့ဘယ်သူပဲလာလာသူတေကိုယ်တွေတိုက်ရမှာပဲဟုတ်တယ်ကျုပ်တို့တိုက်မှရမယ်မောင်အောင်တို့လေးများနဲ့အတန်းကြာသီးသီးစကားပြောဆိုနေကြစဉ်ကျောင်းအောင်စီမှာတောက်ခေါက်တန်တစ်ချက်ကြေလောင်စွာထွက်ပေါ်လာ၏ထိုကသူတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကမြောင်ဝင်နင်ထူးဆန်းတယ်လို့မထင်ဘူးလားထင်းနေကိုကောင်တောက်ခေါက်တာဘယ်သူလဲမသိဘူးကြည့်ရတာကျုပ်တို့ကိုမကျင်းတဲ့ငမများများတောက်ခေါက်လျော်လား အာမဖြစ်နိုင်ဘူးငမရဟိုကောင်လေးတတောင်တို့ကိုပူကြောက်နေရဲ့သူမဖြစ်နိုင်ဘူးအဲ့ဒါဆိုဘယ်သူဖြစ်နိုင်လဲအာခဏနေဦးမောင်ကောင်းမထိုးထိုးပြောဆိုလိုက်ပြီးနောက်ဘုံကြီးအောင်ဗတင်းတကားတစ်ချက်ကိုဖွင့်လိုက်ကကျောင်းမှာကပ်ပြာကြီးနဲ့ကျောင်းသားလေးကိုအော်ကြီးခေါ်လိုက်တော့သည်ငမရနိုင်ငံတို့မင်းတို့ဘာလုပ်နေလဲအပေါ်တက်ခဲ့ကြတယ်မောင်ကောင်းအတန်းကျကျအော်ခေါ်လိုက်ပါတော့လေကျောင်းစီကမြည်သည့်တုံ့ပြန်မှုပေါ်မှာမကြားရပြီ မောင်ကောင်းနောက်တစ်ချိန်စိတ်ရွေခေါ်လိုက်ပြန်၏ ေးငမြနဲ့ငဆိုးငါခေါ်နေရမကြောက်လားမင်းတို့သေးချင်းနေရလားသူထမ်းမှန်ခေါ်နေပေမဲ့လေမြည်သည့်တွံ့မြန်မှုမှမရရှိသည့်အခါမောင်ကောင်းတယောက်ဒေါသစင်များစူဝေလာပြီးကြောင်းအောင်သူဆင်းသွားလိုက်ပါတော့သည်သူဆင်းလာသည်နှင့်မြောင်းဝင်းလည်းအနောက်မှလိုက်ပါဆင်းလာ၏ကြောင်းအောင်ကိုရောက်သည်နှင့်တရက်ပင်ကိုပြစ်တွင်မီးလင်းအောင်တွေးလိုက်ရသည့်အတွက်ထိုနေရာသို့သွားလိုက်ပြီးအနာမရောက်မီကလေးကပင်ဆဲဆိုကျိမ့်မောက်နေလေသည်ငမြနဲ့ငဆိုးဒီကောင်နေလူလောကမှာအကြ ాయి မနေချင်တော့ဦးနေထင်နေခွေးမသားလေးမင်းတို့တေအောင်တတ်ပြင်မယ် မောင်ကောင်းနဲ့မြောင်ဝင်းတို့သည်တရက်ပင်တခြားတစ်ဘက်တွင်ကပ္ပိယအင်းနှင့်ចောင်းသားလေးတို့ရှိနေသည်ဟုအထင်နှင့်ထို့သို့អော်ငေါ့ဆဲစုံနေခြင်းဖြစ်၏။များမကြသောအချိန်တွင်တရက်ပင်တစ်ဖက်ချမ်းစီသို့ရောက်လာ၏။ထို့ကသူတို့မြင်တွေ့လိုက်ရသည့်အရာကြောင့်မောင်ကောင်းတို့ရောမျက်စိမျက်နှာပြက်သလိုမြောင်ဝင်းသည်လည်းထို့အတူပင်ဖြစ်၏။သူတို့နှစ်ယောက်မြင်တွေ့လိုက်ရသည်ကခင်မင်းနှင့်သားအီးတို့နှစ်ယောက်ပင်ဖြစ်၏။မြည်သည့်စကားမှမဆိုဘဲចောင်းခဲနေကြသည့်မောင်ကောင်းတို့နှစ်ယောက်အားခင်မင်းမစူးစိုက်ကြည့်ကာစကားဆိုလိုက်သည်။"ကဲမောင်ကောင်းဆိုတာနင်းလား။နင်းနင်းကကွေးပြန်ခင်မေလား။" နေရငါ့ကိုမသိဘူးလားခင်မေကြီးအေးဆက်တော်စကားစံကြောင့်မောင်ကောင်းမှာကြောက်စိများဝင်လာသည်တို့ပေမဲ့ဒီတိုင်းထွက်ပြေးပါကလည်းတပတ်အိုင်ရွာသူကြီးတက်တာကိုခံရမည်အတူတူတိုက်ခတ်ရန်သာဆုံးဖြတ်လိုက်ပြီအေးကဝေးပြန်ခင်မေမကလို့ဘာပဲဖြစ်ဖြစ်ငါကြီးမဆိုင်ဘူးနေနှုန်းရောက်ဒီညပဲသိစေရမယ်မောင်ကောင်းသည်ထိုးထိုးစကားပြောလိုက်ပြီးကိုပြည့်တွင်ထိုင်နေသည့်တာအင်းနှင့်မောင်ကောင်းတို့ထံသွေးလက်ကိုစမ်းထုတ်လိုက်သည်သူလက်စမ်းထုတ်လိုက်သည်နှင့်လက်ထဲမှပြာလဲသည့်အလင်းနှင့်များအချိန်မြင့်သည့်လေးနှင့်မှုတ်လိုက်သည့်အလားခင်မေတို့ထံပြေးဝင်၍လာတော့သည် ခင်မေဒီကသားအိလက်ကိုဆွဲပြီးကုပြမနွေအရေးပမာရှောင်ထွက်သွားလိုက်နိုင်သည်မောင်ကောင်းကြီးလက်ထက်မှထုတ်လွှတ်လိုက်သည့်မီးများသည်ကုပြအားမီးဆွဲသွားပြီးဂျောင်းဝင်းထဲတွင်မီးလင်းရောက်များတစားတစ်တစားပို၍လင်းလာလေသည်မောင်ကောင်းသည်တင်းရှောင်ထွက်သွားသည့်ခင်မေထံသို့နောက်ထပ်လက်ဝေးရမ်းလိုက်ပြီးတိုက်ခိုက်လာပြန်သည်ဒိုပေမဲ့ခင်မေဒီကသားအိလက်ကိုဆွဲပြီးဝိညာဉ်တကောင်လားအရေးလေးမျက်နှာတွင်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေလေရာမောင်ကောင်းနေပြန်သူတို့နှစ်ယောက်အားထိခိုက်အောင်တိုက်ခိုက်နိုင်စွမ်းမရှိနိုင်ခဲ့ပြီထို့နောက်မြောင်းဝင်းသည်လည်းယောက်ျားဖြစ်သူနီးတူပါဝင်တိုက်ခိုက်လာလေသည် သူတို့ဤတိုက်ခိုက်မှုများကြောင့်ကျောင်းဝင်းထဲရှိသေပင်တချို့နှင့်မြေပြင်မှာမိများလောင်ကျွမ်းလုံနေသည်အတန်ကြာသောအခါခင်မေသည်သူတို့နှစ်ယောက်၏မျက်နှာချင်းဆိုင်တွင်ပေါ်လာပြီးခြေထောက်ဖြင့်မြေပြင်ကိုတစ်ချက်ပေါက်လိုက်ုံများဖြင့်သူတို့နှစ်ယောက်၏မျက်နှာချင်းဆိုင်တွင်ရက်နေသည့်မောင်ကောင်းနှင့်မြောင်ဝင်းတို့မှလဲကျသွားလေ၏သူတို့လဲကျသွားသည်နှင့်ခင်မေသည်သားရေကခလန်လန်းသို့သွားစီပြီးသူမ၏လက်နှစ်ဖက်အားဘေးသို့တစ်ချက်ဆန်းလိုက်လေ၏ထို့သောပြုံးမှုလိုက်ခြင်းတွင်လိမ်မတိုက်ပါဘဲနှင့်သူမ၏စပင်များအနောက်သို့ပြန်ဝဲသွားသလိုမျက်လုံးများသည်လည်းမဲနှက်လိုသွားလေသည် ထို့နောက်သူမ၏ခန္ဓာကိုယ်မှာလေထဲသို့တဖြည်းဖြည်းမြောက်တက်လို့သွားလေသည်လက်ထဲမှာမီးလုံးများထွက်ပေါ်လာပြီးမောင်ကောင်းနှင့်မြောင်ဝင်းတို့အားထိမှန်ကုန်ကြ၏သူတို့နှစ်ယောက်၏နာကျင်စွာအော်ဟစ်တံကပဝင်းညင်တစ်ခုလုံး၌ကျဲလောင်စွာထွက်ပေါ်လာ၏ထိုးချင်းနေတွင်မောင်ကောင်းသည်သူ့နားတွင်မီးလောင်ထိုင်ရာနှင့်ဝေနာကြီးစွာခန်းစားနေရသည့်မယားဖြစ်သူကိုကြည့်ကမြောင်ဝင်းငါတို့နှစ်ယောက်လုံးသေလိမ့်မယ်ငါတို့နှစ်ယောက်လုံးပြေးလို့ရတော့လွတ်မှာမဟုတ်ဘူးနင်ပြေးတော့အာကျုပ်ကျုပ်ကျုပ်မပြေးဘူးငါပြောနေရလေပြေးပါစို့ပြေးပြေး ။မောင်ကောင်းဒီထိုးတို့ပြောပြီးနောက်အာတင်းရင်မတက်ထားလိုက်ကခင်မရမတိုက်ခိုက်ပဲသူတို့နဲ့ခလန်းလန်းရှိတစ်သားကြောင်းရာသူ၏လက်မထွက်သည့်မိများဖြင့်တိုက်ခိုက်လေ။ထိုးချင်းရကြောင်တာဤငေးကြည့်နေချိန်ညောင်းဝင်းသည့်လက်ထားကောင်အသွင်ပြောင်းကထိုးနေရာမှထွက်ပြေးသွားလေတော့သည်။မထင်မထားသည့်အဖြစ်မူခင်မလေးများဝင်းအားတားချိန်မရလိုက်ပြီ။အဘဲကြောင့်ဆိုသောသူမ၏ဆွမ်းအားများဖြင့်ကြောင်းကြီးကိုမိရှို့ထားသည့်မောင်ကောင်းကိုတိုက်ခိုက်နေရခြင်းကြောင့်ပင်ဖြစ်၏။လရအဖြစ်ပြောင်းပြီးသွားသောမရပြည့်သူများဝင်အဝေးကိုရောက်သွားသည့်အခါမှာမောင်ကောင်းသည်လည်းမြေပြင်နှင့်လဲကျသွားပြီ ခန္ဓာကိုယ်တွင်လည်းမီးများလောင်ကျွမ်းနေရင်မရှုမလားဖြင့်ဇီဝင်ကျွေးလို့သွားပါတော့သည်ထိုအခါမှခင်မေသည်မြေပြင်သို့ပြန်လည်ဆင်းသက်လာကမီးလောင်ကျွမ်းနေသည့်ចောင်းကြီးကိုကြည့်ပြီးတိုင်ငါတို့ចောင်းကြီးကိုမင်းငိမ့်မှရမယ်ဟုတ်တယ်မခင်မေအေးနင်ရွာဘက်ကိုသွားပြီးမီးလို့អော်လိုက်မီးဝိုင်းញင်းအောင်အမအစွမ်းနဲ့မင်းငိမ့်လို့မရဘူးလားတိုင်မီးလိုက်တော့ကြောင်ခင်မေမှာမျက်စောင်းတစ်ချက်ထိုးကြည့်ပါဟဲ့ဒီပညာကမကောင်းတဲ့ပညာမကောင်းတာတွေပဲဖြစ်အောင်လုပ်လို့ရတယ်သွားသွား နင်းအတန်းကျဲတာပဲလှမ်းတော်ကြီးခင်မေဒီထိုးတော့ပြောလိုက်ပြီးเจ้าမရေတွင်းစီကိုသွားကရေများငင်ပြီးမင်းငိမ့်တက်လို့နေသည်တားရည်ဒီလည်းဖုန်းကြီးเจ้าနဲ့အတန်လန်းနေနေရာစီတို့သွားလိုက်ပြီးနောက်ရွာဘက်သို့မျက်နှာမူကမီးပြိုမီးဟုအော်ဟစ်အကူကြီးတောင်းနေပါတော့သည်ကြီးမားသည့်လရာငါကြီးအတွင်မှတကလုံးမီးမြရများနဲ့နွမ်းလျနေပြီးအသက်ကိုပင်ခက်ခက်ခဲခဲရှူနေရသည့်အမျိုးသမီးတစ်ယောက်တွင်သို့ပြောင်းလဲပြီးကျွန်းသည်များဖြင့်တိဆောက်ထားသည့်အင်ကြီးရှိရာဝိုင်းထဲသို့တရင်တရံဖြင့်ဝင်လာလေသည်အချင်းဒီကနနက်ခင်းချင်းကဖြစ်၏ သူမသည်အင်ကြီးအဝင်ပေါက်ကိုကြည့်ကာဒူးထောက်ချလိုက်ပြီးတုံရင်နေသည့်လေတံဖြင့်စကားဆိုလေ၏တကြီးတကြီးကျမဟုတ်ကဲ့ပါသူမအတန်ဆုံးသည်နှင့်အိမ်တကားဖွင့်လာပြီးကဝေကြီးဦးထွန်းသာထွက်လာလေသည်သူသည်အိမ်ဝိုင်းထဲတွင်ဒူးထောက်နေသည့်အမျိုးသမီးကိုကြည့်ကာမျက်မှောက်တစ်ချက်ကျုံးလိုက်ပြီးညဝင်နေဘလိုဖြစ်လာလဲကျမတို့လေမယားခင်မေတို့ကိုမနိုင်ဘူးအခုကျမယောက်ျားခင်မေလက်ထဲမှာခြံခဲ့တယ်သူသူအသက်ကိုကယ်ပေးပါတကြီး နင်တို့သတိပေးထားရတာနဲ့နင်တို့သူ့ကိုဘယ်မှာတွေ့ခဲ့ရလဲလောင်လောင်ရွာဘုန်းကြီးเจ้าမှာပါတကြီးဘုန်းကြီးကြောင်းဟုတ်လားဘာလဲခင်မရဘုန်းကြီးเจ้าမှာနေရလားမဟုတ်ပါဘူးကျမတို့ကဘုန်းကြီးเจ้าမှာနေတာသူတို့ကလာတိုက်တာနင်တို့ကဘုန်းကြီးเจ้าမှာနေရဲ့ဟုတ်လားဘုန်းကြီးကခွင့်ပြုတယ်လားသူသူတို့ခွင့်ပြုစရာမလိုပါဘူးဟာနင်းဆိုးလို့လားဘာလဲကျမတို့ဘုန်းကြီးကိုနေထုတ်ပြီးနေခဲ့တာပါဒူးထောက်ထိုင်နေရင်ဖြေလာသည်ခင်မကြီးအဖြေကြောင့် ဦးထွန်းသာမှာစိတ်ဆိုးဒေါသထွက်လာလေသည်ထို့နောက်သူသည်ဒေါသမှန်အပြင်မျက်နှာနှင့်မျက်ဝန်းကိုစိုက်ကြည့်ကာစကားဆိုလိုက်လေသည်နင်းတို့တဲမိုက်ပါလားငါ့ရွာရဲ့ဂုံးတဲ့ကောင်နင်းတို့ချနေခဲ့တယ်ပေါ့ဟုတ်လားတကြည်ပါပြောတာလေနင်းတို့ကဘုန်းကြီးအောင်အပိုင်စီးတယ်ဆိုအဲ့ဒီနေရာနဲ့နင်းတို့နဲ့ဆိုင်လို့လားမတင်မတ်တာတဲ့ရွာသူကြီးရဲ့စကားကြောင့်မျက်ဝန်းဒီခေါင်းကိုမြေကြီးနဲ့ထိလို့မတန်ငုံလိုက်ကာကျမတို့မှားသွားပါတယ်ကျမတို့ကိုခွင့်လွှတ်ပေးပါနင်းတို့အပြစ်ဘယ်လောက်ကြီးလဲဆိုတာနင်းတို့သိတယ်မလား တိတိပါပြီနင်တို့ကငှက်ရွာမှာနေတာတော့အတော်ကိုစိုးသွမ်းနေကြပါလားဦးထွန်းသားဒီထိုးသူပြောလိုက်ပြီးနောက်မြောင်းဝင်းအနာတို့တိုးကပ်လိုက်လေသည်မြောင်းဝင်းဒီကအသက်ပင်မရှူရဲတော့ပဲတုံရင်လုံးနေသည် ထိုးချိန်၌အဖိုးဘာလို့မလို့လဲအီသန်နဲ့တူအိမ်ဝိုင်းထဲသို့မြားရတရားဝင်လာလေသည်ထိုးကမှဦးထွန်းသားဒီမြောင်းဝင်းသားကိုကတ်သွားသည့်ခြေလမ်းများကိုရက်တန်းလိုက်ပြီးနောက်မြားရမင်းဘာလို့လာလဲ ကိုအဖိုးအိမ်ပဲဗျာအဲ့လိုမေးစရာလားဟိုအဖိုးကသူ့ကိုတတ်မလို့လားအေးဟုတ်တယ်အာမလုပ်ပါနဲ့အဖိုးကသူတို့ကအဖိုးတို့အားကိုးရတာပဲဟုတ်ဟဲ့ကောင်မင်းပါသေးလို့လေသူတို့ကဖုန်းရောင်းမှနေခဲ့တယ်လေအဖိုးရဲ့အဲ့ဒါများဘာအပြည့်ရှိလို့လဲဟဲ့ကောင်မင်းစကားကိုကြည့်ပြောငါတို့ကတခြားပညာတွေလို့မဟုတ်ဘူးငါတို့ကဘာလို့မှဒုက္ခမပေးဘူးကွာလူတွေတံမိုးထားတဲ့နေရာကိုဖျက်လို့ဖျက်စီးလို့တာငါဘလို့မှအခွင့်မလွတ်နိုင်ဘူးထိုစကားကြောင့်များရသည်တစ်ချက်ပြုံးလိုက်ပြီ ်စိတ်လျှော့ပါဗျာဟိုသူတို့ကအဖိုးရဲ့တပည့်ရင်းနေမလားအခုသူယောက်ျားမပါလာဘူးဆိုတော့တခုခုဖြစ်နေပြီထင်တယ်နော်ညရာကြီးစကားကြောင့်ဦးထွန်းသားဒီသူ ਈ ဒေါသစိတ်များကိုထိန်းချုပ်ကမီးလောင်တန်ရာတွေနဲ့မျှဝင်အောင်တေချာကြည့်၍မေးလိုက်လေသည်နင်းတို့ဘလို့ဖြစ်ခဲ့တာလဲပြောစမ်းဟိုခင်မေကကျမတို့နေတဲ့ဖုန်းကြောင်ကိုရောက်လာပါတယ်ပြီးတော့ကျမတို့ကိုတိုက်တယ်သူ့ကိုကျမတို့ထိအောင်မတိုက်နိုင်ခဲ့ဘူးသူကဝိညာဉ်တကောင်လို့ပဲဘယ်ရဘလို့ပေါ်လာမှမသိဘူးတိတ်ကိုအစွမ်းထက်လွန်နေတယ် ကျွန်မအခုလို့လွတ်လာအောင်ကိုကောင်းကကြောင်းကိုမင်းနဲ့ရှုပ်ပြီးအာယုံလွှဲပေးလိုက်လို့လွတ်လာတာပါအဲ့ဒါဆိုမောင်ကောင်းကသိပြီလားကျွန်မကျွန်မမသိဘူး तू तू အေးခင်မေလက်ထက်ရောက်ပြီဆိုမှတော့တေးလောက်ပြီပေါ့ခင်မေခင်မေဥရုံသားတရားကိုလွန်စွာဒေါသထွက်နေသည်ထိုအတွက်သူဤလက်များသည်အမဲအောင်အခိုးငွေများတန်းနေသည်ကိုပင်ထင်းထင်းရှားရှားမြင်တွေ့နေရသည်ထို့နောက်သူသည်မျက်ရည်ကိုကြည့်လိုက်ပြီးငါခင်မေတို့နောက်ကိုလိုက်သွားမယ် ။ဟာအဖိုးကလည်းဗျာဘာလို့ကိုယ်တိုင်လိုက်သွားမှာလဲ။ဟိုရွာလူတယောက်ယောက်ကိုလွတ်လိုက်ရင်ပြီးနေရပဲ။ငါရွာမှာငါပြီးရင်မောင်ကောင်းကပညာအကောင်းဆုံးပဲ။သူတော်ခင်မေတက်လို့တေးပြီဆိုတော့မှဂျန်တဲ့သူကိုလွတ်လဲ။သေလန်းကိုလွတ်လိုက်တာနဲ့အတူတူပဲ။အဲ့တော့ငါကိုယ်တိုင်မဲသွားမယ်။ဟာအဖိုးရာကျုပ်တော့မသွားသေးခြင်းဘူး။သူတို့ဒီကိုရောက်လာမှဝိုင်းတိုက်ကြတာပေါ့။ဟဲ့ကောင်ငါရွာနာတွေခင်မေကိုအယောက်မခံနိုင်ဘူးကွာ။ဟာအဲ့ဒါဆိုလေအဖိုးသဘောပဲဗျာ။ကျုပ်လည်းအဖိုးနဲ့လိုက်ခဲ့မယ်။ ဦးရုံးသားဒီမြရိုင်စကားကြောင့်မြရိုင်မျက်နှာကိုတစ်ချက်ကြည့်လိုက်ကလက်ကိုကားပြလိုက်ပြီနေ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 အခုကိစ္စမင်းနဲ့မဆိုင်ဘူးမင်းကဝေပြိုတွေကိုဖမ်းနေရဘယ်နဲ့ရောက်ရှိပြီလဲငါရောက်ပဲရသေးတယ်အဖိုးအေးငါပြောထားရင်နော်ငါရွာသူတွေကိုထိလို့ရတော့ဟွန်းဟိုးစိတ်ကြပါအဖိုးရကျုပ်သိပါတယ်ဗျဦးထွန်းသားဒီမြရိုင်အာသတိပေးလိုက်ပြီနော်မြေပြင်တွင်ခေါင်းကုန်ပြီးဒူးထောက်ထိုင်နေသည့်မြဝင်းကိုကြည့်ကကဲမြဝင်းနင်းတို့ဒီတစ်ခေါက်တော့ခွင်းလို့ပေးလိုက်မယ်တွားနာတော့ကြည့် ေးဇူးတင်ပါတယ်တကြီး။တပန်ရွာသူကြီးဥထုံးသားကြီးချမ်းသာပေးမှုကြောင့်မြာဝင်းဒီကျေးဇူးတင်ကဆိုးလိုက်ပြီးနောက်ချမ်းဝင်းထဲမှနေပြီးတရေနေရင်ထွက်ခွာသွားလိမ့်သည်။သူမထွက်သွားသည်နှင့်ဥထုံးသားလေးမြရနာသို့သွားလိုက်ပြီးမြရကြီးပခုံးကိုပုတ်လိုက်ကာကဲမြရငါသွားမယ်။မင်ကယူဆိုင်ပြီးနေခဲ့ကြလား။စိတ်ချပါဘူး။ကျုပ်တို့တော့ဘာမှမပူပါနဲ့။ဟေးမင်းတို့ပူတာမဟုတ်ဘူး။ငါရွာတို့ပူတာ။မင်းလာတော့မှပဲငါရွာမှာပြဿနာတွေတက်နေပြီ။ဟာဗျာကျုပ်နဲ့ဘာဆိုင်လို့လဲ။ ကျုပ်လာလို့သာအဖိုးတို့ကြိုတင်ပြင်ဆင်လို့ရတာကျုပ်သာမလာခင်အဖိုးတရားအလစ်ငိုင်းတိုက်ခံရမှာတော်တော်တော်မင်းလည်းပြန်တော့ဦးရုံသာပြန်ခန်းလိုက်တဲ့အတွက်မြရာသည်အိမ်ဝိုင်းထဲမှနေပြီးထွက်ခွာသွားလိမ့်ဤကြောခိုင်းထွက်ခွာသွားသည်မြရာဦးထွန်းသာမှအတန်ကြာစိုက်ကြည့်ကဦးကောင်းကိုမတိမတာခါရမ်းလိုက်မိသည်ကြောက်ဆိုင်ကြောက်သားများဖြင့်ကာစည်းထားသည်လေဝင်ပေါက်ခက်သေးသေးလေးသာရှိသည့်ကြောက်ကူထဲတွင်တော့မိကလေး၅ယောက်ရှိလိုနေသည်ထိုမိကလေးများထဲတွင်လေးနွယ်နှင့်ဖူးငုံတို့လည်းအပါအဝင်ဖြစ်သည် ူမတို့သည်ကြောင်းနိုင်ရများကိုမြည်၍စိတ်ပြက်လက်ပြက်ထိုင်နေကြသည်အတန်ကြာသောအခါကြောက်ဟုအမိုးပေါက်တွင်သုံးမိကန်ကျဲသောအပေါက်ထုပေါ်လာပြီးတောင်းနှလုံးအားကျိုးပြင်ကြည့်၍အောက်သို့ချပေးလိုက်ထိုတောင်းဂူချမ်းပြင်သို့ရောက်ချိန်တွင်မိကလေးတယောက်သည်ဖြုတ်လိုက်ပြီးအခြားတောင်းနှလုံးအားကျိုးပြင်ပြန်ချပေးလိုက်သည်နှင့်ထိုတောင်းအားအပေါ်သို့ပြန်လည်ဆွဲယူသွားသလိုကြောက်ဟုအမိုးပေါက်မှလည်းပြန်လည်၍ပိတ်သွားလေ၏မိမပြိုလေးများသည်တောင်းအားယူလိုက်ပြီးတောင်းထဲမှထမင်းများကိုထုတ်ယူကာစားတော့ရင်ပြင်ဆင်ကြလေသည် ထို့နောက်ထမင်းစားနေကြရင်မှဖူးကုံဒီနိုင်ရန်တွင်ကြောက်ခဲပြင်ချစ်ထားသည့်ဒုံချောင်းပုံစံများအကြီးကစကားဆူလိုက်၏ကျမတို့ဒီကိုရောက်တာငါရဲ့ကြောက်နေပြီဟုတ်တယ်ဒီကူကြီးကအကျဲကြီးပဲဘဲဦးဘဲသွားသွားနောက်ဆုံးဒီနေရာဝဲပြန်ရောက်လာတယ်ကျမတို့ဘဝတော့သွားပြီထင်ပါတယ်အသက်ငယ်ဆုံးဖြစ်သည့်မိကလေးသည်ထိုစကားကိုဆိုလိုက်သည်ကချမ်းမိကလေးများမှနှစ်သိမ့်ပေးကြလေသည်သူမတို့နေသူလေးနွယ်သည်လည်းနှစ်သိမ့်ပေးနေလေသည်ဖုန်ကောညီမလေးဘာမှဖြစ်ဘူးနော် မကြခင်ကုသာအေးတို့ရောက်လာတော့မှာပါသူတို့လာရင်လည်းတခုခုဖြစ်မှာစိုးရင်နေကျမတို့အစွမ်းနေဘာလို့တုံးလို့မရတာလဲမသိဘူးနော်အောက်လန်းစီအနေနဲ့လှုပ်ထားလို့ပေါ့သူမတို့စကားပြောနေရင်ကထမင်းစားနေကြသည်များမကြသောအချိန်တွင်ကြောက်ကိုမိုးပေါက်မှာလူတို့ကိုယ်စားအပေါက်ပွင့်လာပြီးကျိုးလေကားတချောင်းကြလာ၏ကျိုးလေကားဂူချမ်းမြင့်တို့ရောက်သည်နှင့်ကျေလောင်သောအတန်တန်မှာထွက်ပေါ်လာသည်မိကလေးတွေထမင်းစားပြီးအပေါက်တက်ခဲ့ကြထိုစကားကြောင့်ထမင်းစားနေသည့်မိကလေးများသည်ထမင်းစားနေသည်ကိုလက်စတက်လိုက်ကြပြီး ထိုကျိုးလေကားပေါ်သို့တယောက်ပြီးတယောက်တက်လိုက်ကြသည်အလင်းရောင်ကောင်းစွာမမြင်ရသည့်ကြောက်ဥရဲတွင်နေခဲ့ရသည့်မိကလေးများမှရုပ်ရည်အလင်းရောင်ကိုထိတွေ့လိုက်ရသည့်အတွက်သူမတို့၏လက်များဖြင့်မျက်လုံးများကိုကားထားပြီးအတန်ကြာသည့်အခါမှကားထားသောလက်များကိုဖေးလိုက်ကြသည်ထိုအခါသူမတို့၏မြင်ကွင်းတွင်ပေါင်းမိုးပါသည့်လက်နေစင်အားမြင်တွေ့လိုက်ရသည်ပေါင်းမိုးဆိုသည်မှလည်းအကာရံများကိုအခိုင်အမာလှုပ်ထားပြီးအမှန်တကယ်အားဖြင့်အချုပ်တစ်ခုနှင့်ပင်ဒူလာပေသည်တိသားများဖြင့်ကာယံထားပြီးပေါင်းမိုးလေးကိုသာနေမပူစီရန်အတွက်ကာယံထားခြင်းဖြစ်သည် ညောင်းကြသောချိန်တွင်မိကလေးများ၏နားသို့မြရာရောက်ရှိလာပြီးမိကလေးများကိုကြည့်ကာခပြုံပြုံစကားဆိုလိုက်လေသည်။ကောင်မလေးတွေနင်တို့တွေကိုငါလူတွေနောက်တနေအောင်ပို့ပေးလိမ့်မယ်။အေးမှတ်ထားသူတို့တွေထဲမှာနင်တို့လိုစုံနေပါတယ်။ပြီးတော့နင်တို့ထက်ပညာမြင့်တယ်။နောက်တစ်ခုကငါအထူးစီရင်ထားတဲ့လဲပေါ်မှာဆိုရင်နင်တို့ပို့ပြီးလုံကြုံတယ်။ငါနင်တို့ကိုဖမ်းချုပ်ထားတာမဟုတ်ဘူးနော်။ငါရဲ့ဇနီးလောင်းလေးတွေမလို့နင်တို့ကိုကာကွယ်ပေးထားတာ။တော်စမ်းလူရုံမှာငါတို့ကိုပြန်လှော့ ဖူးကုန်သည်မြားရထံသို့တိုးကပ်သွားပြီးထိုစကားကိုဆိုလိုက်ခြင်းဖြစ်သည်ထိုနောက်သူမသည်မြေပြင်အားဖနှောင့်နှံပေါက်ကအန်ကိုကြည့်ရင်မြားရအားမျက်ဆောင်ထိုးလိုက်၏တို့ပင်မည်မိသည့်ထူးခြားခြင်းမှမရှိလာပေမြားရသည်ကဖူးကုန်ကပြုံးဝင်ကြည့်လိုက်ပြီဖူးကုန်ငါနှစ်ကိုအချစ်ဆုံးပဲသိလားနေရတော့ငါ့အောင်မြင်တာနဲ့တိုက်ခိုက်ချင်နေတာပဲဟုတ်တယ်နေရလူယုံမှလေနေလို့လူယုံမှအသေးတတ်မှဖူးကုန်အင်မတန်ဒေါသထွက်ကထိုးတို့စကားဆိုလိုက်တော့ညာလေ မြားရည်ကအပြုံးမပြက်ပဲသူမဆေးစီကြည့်လိုက်ပြီငါငင်ခံတတ်တယ်သူထအဲ့လိုလေးစွာတဲ့သူမှပိုကြိုက်တာ နောက်ကြရင်နင်အခုလိုစွာနိုင်အောင်မလားကြည့်ကြသေးတာပေါ့ဟဲ့ကောင်နေခေါ်သွားတော့မြားရည်တပတ်အရောမှာဆုံးကွေများနဲ့အတူသူ့ရဲ့ပညာတဲ့တပည့်များကိုထည့်ပေးလိုက်၏မြားရည်တပည့်များသည်ကော်မလေးနှစ်ယောက်အားလှဲနှစည်းပေါ်တင်လိုက်ပြီးနောက်မြားရည်အားနှုတ်ဆက်ကတစီကူမနေပြီတစ်ပင်များထူထပ်နေသည့်တောဝှရှိရာသို့ထွက်ခွာသွားလျော်သည် ဤကဲ့သို့ထွက်ခွာသွားသည်ကိုကြင်ညရတယောက်ကျင်းနှက်စွာပြောရင်းကြံခဲ့လေတော့သည်ရွာသူရသားများသည့်ဖုန်းကြီးเจ้าမှကပ္ပရာကြီးနှင့်ចောင်းသားလေးတို့၏စကားများကိုနားထောင်ပြီးများစွာအံ့ဩနေကြသည်ကပ္ပရာကြီးမှရွာလူကြီးနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသည်တာအင်းနှင့်ခင်မေတို့ကညွန်ပြကကျိုးတို့တွေသူတို့နှစ်ယောက်ကြောင့်လွတ်လာကြတာမကောင်းဆိုးဝါးရည်လေသူတို့နှိမ်နေမေလို့တည်သွားကြပြီတော်သေးတာဗောရှီအောင်ကြောင်ကြီးမီးမလောင်သွားလို့အဲ့ဒါလေသူတို့ကြောင့်ပဲဟုတ်တယ်ဟုတ်တယ် ရွာသားများသည့်တာအင်းနှင့်ခင်မီတို့အားများစွာကျေးဇူးတင်နေကြသည်။သူတို့သည်တာအင်းနှင့်ခင်မီတို့အားအမောင်ပညာသည်များမှန်းမသိပဲသူတို့၏ကယ်တင်ရှင်ဟုသာသတ်မှတ်နေကြသည်။တာအင်းသည်တပတ်အရွာသို့ဆက်သွားမည်ဆိုတော့လေခင်မီသည်ကမသွားလိုသေးပြီ။အဖေကြောင့်ဆိုတော့လောင်ရွာရာသူကြီးသည်သူတို့နှစ်ယောက်အားရွာတွင်ခိတ္တာများနေထိုင်ရန်အတွက်တောင်းဆိုထားခြင်းကြောင့်ဖြစ်သည်။တရားစရာတို့ကျုပ်တို့ရွာလေးမှာခဏလောက်တော့နေပေးကြပါအောင်ဗျာ။ဘာဖြစ်လို့လဲကျုပ်တို့မှာသွားစရာရှိသေးတယ်။ဇရာသမားတို့ပြောပုံရဆို မကောင်းစွာတကောင်လွတ်သွားသေးတယ်မလားအဲ့ဒါကြောင့်ကျုပ်တို့ရွာမှာနှစ်ရက်တန်စီသုံးရက်တန်စီနေပေးစီနေတာပါအဲ့ဒါတော့မဖြစ်နိုင်တာအေးစကားမဆုံးခင်မှာပင်ခင်မေးဒီရွာလူကြီးအားကြီးကအေးအဲ့ဒါဖြစ်တင်နေငါတို့နေပေးမယ်ရွာလူကြီးမှာခင်မေးဒီအပြောကိုသဘောမကျတော့လဲကပ္ပီယာကြီးကြိုးတင်တတိပေးထားသောကြောင့်မျက်နှာမပြောင်းဟန်ဆောင်နေလိုက်ရသည်ထို့နောက်သူဒီခင်မေးအားကြီးကဟိုကျေးဇူးတင်ပါတယ်ဒီမကြီးရေဟိုဘာကျေးဇူးတင်ကြမှာမလို့ပါဘူးငါတို့ကကုညီတင်လို့ကုညီတာအေးပါ ကဲအဲ့ဒါဆိုလေနေရေးထိုင်ရေးစားရေးတောက်ရေးတော့တော့ဘာမှမပူးနဲ့ကောင်းပြီလေအဲ့ဒါဆိုလေငါတို့နေရမယ့်အိမ်ကိုပို့ပြီကဲကောင်းပါပြီတိုင်းမှာခင်မေးအပြောဆိုကြောင်းလောင်းရွာသူရွာသားများနဲ့ရွာသူကြီးအားများစွာအားနာလို့နေသည်ထို့နောက်သူတို့နှစ်ယောက်အားရွာသားများမှာပြင်အောင်အိမ်လေးတစ်လုံးစီသို့ပို့ပေးလိုက်ကြ၏အိမ်လေးပေါ်သို့ရောက်သည့်အခါတိုင်းမှာခင်မေးအားစကားဆိုလိုက်၏အမခင်မေးဘာလို့ဒီမှာနေရလဲကျို့တို့တပတ်အိမ်ရွာကိုသွားမှရမှာမလားရက်တွေလည်းကြာနေပြီ ပြီးတော့လင်းညွန်တဲ့ဘုံကုံတို့တခုခုဖြစ်မှာစိုးရင်ရတယ်။တားအိစကားကြောင့်ခင်မီဒီအေးဆက်ဒီအကြည့်ဖြင့်ပြန်ကြည့်လိုက်ပြီ။အဲ့ကောင်မနှစ်ယောက်ကနင်းမရရင်မို့လားပြောစမ်း။ဟာမဟုတ်ပါဘူးမခင်မီဟာ။ဟိုကျုံနေရိုးရိုးသားသားခင်တာပါ။ဟိုကျုပ်ကအပြစ်မဲ့တဲ့သူတွေကိုမထိခိုက်စေချင်လို့ပါ။ဒါဆိုဒီရွာလူတွေကအပြစ်ရှိရလူတွေလားပြောကြည့်ရင်။ဗျာအမခင်မီဟာဘာလို့စုလို့လာလဲ။အေးဒီရွာမှာငါထုံးတာရဲ့တပည့်တယောက်ကိုတတ်မိလိုက်တယ်။ဒီတော့ဒီကိုထုံးတာကိုယ်တိုင်ရောက်လာမှာပဲ။ ခင်မေးဤစကားကြောင့်တာအေးမိတို့ပြန်ပြောရမှမသိဖြစ်လို့သွား၏ထို့နောက်ခင်မေးသည်တာအေးအားဆက်လက်စကားဆူလိုက်ပြန်သည်နေကောင်မတွေကိုစိတ်မချရင် နေတယောက်တည်းသွားအာကျုပ်တောင်းမှမှာလေအမခင်မေးကျုပ်အဲ့လိုတွေမတွေးတတ်လို့ပါနင်တွေးတတ်တာဘာရှိလဲမင်းမှပိုးပို့လောက်ပဲစိတ်ဝင်စားနေရမလားကျုပ်မှာအဲ့စီတွေမရှိပါဘူးအဲ့လိုမပြောပါနဲ့ဗျာအေးအဲ့ကောင်မနှစ်ယောက်နဲ့နင်ပတ်ကိုပတ်တတ်ရမယ်နင်နဲ့ဘယ်လိုပတ်တတ်နေလဲပြောစမ်းအမယုံချင်းယုံမယုံချင်းနေဗျာကျုပ်သူတို့နဲ့ရိုးရိုးသားသားပဲခင်ခဲ့တာ အဲ့ဒါမှမယုံရင်လေကျုံမတက်နိုင်တော့ဘူးဟိုနေပါဦးကျိုးသူတို့နဲ့ကြိုက်နေရောဘာဖြစ်လို့လဲအမဘူးဘာပါလို့လဲခင်မင်းမသားရဲ့စကားကြောင့်များစွာစိတ်တူသွားပြီးသားရဲ့ကိုစူးစူးရဲရဲကြည့်ကနေနေအမခင်မင်းကျိုးကိုတတ်မလို့လားတက်လိုက်ဗျာခင်မေဒီမိသည့်စကားမှပြန်မပြောတော့ပဲအိမ်ပြင်တို့သာထွက်သွားလိုက်လေသည်အဲအကြောင်းသားကြီးလေရွာထဲကိုစိတ်ညစ်စွာဖြင့်လမ်းလျှောက်ထွက်ခွာသွားပါလေတော့သည် တားအေးဒီညမောင်တဲ့တွင်လမ်းလျှောက်နေရင်လွယ်ထဲမှာစေးဘောလေးတစ်လေးထုတ်ကတောက်လို့နေသည်ရွာပြင်ရှိဇရက်ကိုရောက်သည့်ခါတွင်ဇရက်တွင်ထိုင်ပြီးစေးလေးတောက်နေသည်သူစိတ်ထဲတွင်ခင်မေဒီအဖက်အောင်သူ့အားအပြစ်မြင်နေသည်ကိုစဉ်းစား၍မရဖြစ်လို့နေသည်အမခင်မေသူ့ဘော်မှာချေးကျိုက်နေခြင်းကလည်းမဖြစ်နိုင်ဟုမှတ်ယူထားသည်အဖေကြောင့်ဆိုသောအသက်အရွယ်မှာမြေးပွားရွယ်လောက်ရှိသောကြောင့်ပင်ဖြစ်၏သူသည်အတွေးများစွာဖြင့်စေးလေးတောက်နေစဉ်ဇရက်ထဲသို့လူကြီးတစ်ယောက်ဝင်လာပြီးနောက်သူ၏ခလန်းလန်းနှင့်ဝင်ထိုင်လိုက်ပြီးစေးဘောလေးတစ်လေးကိုထုတ်ယူလိုက်ပြီးမောင်ရင် ဟိုဆေးလေးမီလီတိုးလောက်ရမလားအာရတာဗောဗျာမောင်ရဒီရွားပဲလားဟုတ်ပါတယ်တိုင်စိမ့်နေလူနေမကတ်တော့ကြောင်းဆေးလေးမီတိုးနေလူကြီးရဲ့အဖေဟာအလေးနဲ့မထားပဲဟုတ်တယ်ဟုသာပြန်ပြီးဖြေလိုက်သည်ထို့နောက်ဆေးလေးမီတိုးသည်လူကြီးသည်ဆေးလေးကိုဖိုင်းစကားဆိုလာပြန်သည်အခုလိုရွာပြင်မှာညာကြီးမိုးချုပ်ဆေးလေးတောက်ရတာလေကောင်းသားပဲမောင်းကြီးကြီးရတာစိတ်ညစ်နေတယ်ထင်တယ်ဘာလို့လဲရီးစားကြောင်များလားအာမဟုတ်ပါဘူးဗျာဒီလိုပါပဲ မောင်ကြီးကဒီရွာဆိုတော့ရွာမှာထူးထူးဆန်းဆန်းဘာတွေဖြစ်သေးလဲ။ဟိုဦးကြီးကဒီရွာမဟုတ်လား။ဟိုဘာလို့ကြို့လာမင်းနေရလဲ။ဦးကြီးကတော့ဒီရွာမဟုတ်ပါဘူးကွာ။ဟိုလူနှစ်ယောက်ကိုလာရှာတာပါ။ငါကြတာတော့ရွာသားတွေကအဲ့ဒီလူနှစ်ယောက်ကိုကောင်းကောင်းမွန်မွန်ပြုစုထားတယ်ဆိုပဲ။ထိုသူကြီးရဲ့စကားကြောင့်တာအီးရင်ထဲမှာဒိတ်ကနေဖြစ်သွားသည်။ဒါပေမဲ့ဟန်မပြတ်နေလိုက်ကဟုတ်တယ်။ဟိုမိကလေးတယောက်နဲ့ယောက်ျားလေးတယောက်ပဲ။မင်းသူတို့နေတဲ့အိမ်ကိုသိလား။ဟောဦးကြီးကဘာလို့မလို့လဲ။ ။ဘာမှမလုပ်ပါဘူးကွာ။ဟိုလူထူးဆန်းနေလို့ပြောလို့တစ်ခေါက်လောက်တွေးချင်လို့ပါ။ဟာဘာမှလည်းမထူးဆန်းပါဘူးဦးကြီးဟာ။ကျုပ်အမင်တော့သာမှန်ပါပဲ။ဒါနဲ့ဦးကြီးကဘယ်ရွာလဲ။ဦးကြီးတို့ရွာကိုမင်ကြားဘူးမင်မထင်ပါဘူး။ဟာကျုပ်ကဘဟုသူတာရှိပါတယ်ဗျ။ဟိုအဲ့လောက်လည်းအထင်မသေးဆန်းပါနဲ့ဦး။ကဲဟုတ်ပြီကွာ။အဲ့ဒါဆိုလည်းပြောပြမယ်။ဦးကြီးနေတဲ့ရွာတပန့်ရွာတဲ့ကွာ။တပန့်ရွာဆိုတဲ့နာမည်ကိုကြားလိုက်ရသေးကြွာ။ตาอีเดียวขาวตะบันជីทวายาติโทโดสุยาดอยะคุตูเนสกาเปียวเนติลูจีมา ဘာရွာသူကြီးဥထုံးသာဖြစ်မိမှာမလွဲအကံဖြစ်ချင်းမီဒိုးနောက်သားအေးဒီဆေးလေးကိုနှစ်ဆိုင်မြာဖွာဆိုင်လိုက်ပြီးနောက်အိုးကြီးကျုပ်ပြောင်းအောင်ပဲဗျာဟာချက်ချင်းကြီးပါလားမောင်ရဟိုဟုတ်တယ်ဗျာကျုပ်လို့ကြလေရှိနေတာမေ့သွားလို့တာအေးပြောပြောဆိုဆိုနဲ့ဇရက်ထဲမှာထွက်ခွာလိုက်သည်ဇရက်အပြင်ဝါးရိုက်ခန့်အရောက်ဇရက်ထဲတွင်ဆေးလေးထိုင်တောင်းနေသောလူကြီးထံမှစကားသံထွက်ပေါ်လာခဲ့သည်ဟဲ့ကောင်လေးဟိုတခုလောက်မေးချင်လို့ပါကွာအော်ဟုတ်ဟုတ်ကဲ့ပြောပါဦးအေးခင်မေကိုပြောလိုက်ကွာ ဒီဇီယက်ကိုမနှက်ပြန်တကောင်ကျော်တဲ့ချိန်လာခဲ့လို့ဗျာတာရဲတော်လေးလမ်းဖြန်သွားရသည်ထို့သူဆိုရတော့ဦးတွန်းသာသည်သူ့အားခင်မင်းနဲ့အတူလာမှန်းသိပုံရ၏တာရဲမှာအခွင့်အရေးရရှိသည်ကိုပင်သူ့အားဘာကြောင့်မတိုင်မှန်းစဉ်းစားရမရဖြစ်နေသည်ထို့ကြောင့်ဇီယက်စီမှာခက်မြန်မြန်ထွက်ခွာလာခဲ့လိုက်သည်သူအတန်လှမ်းသောနေရာရောက်သည့်အခါတွင်ဇီယက်တဲတွင်ကြံခဲ့သောသူ၏ကျေလောင်စွာဟာတိုက်ရင်မောတန်ကိုကျက်သီးထားပွဲကြားလိုက်ရပါတော့သည်ဟာ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  တာအီးနဲ့ကဝေးပြန်ခင်မေအပိုင်းကတော့ဤတွင်ပြီးဆုံးပါပြီဆက်လက်တင်ဆက်ပြီးသွားအောင်မယ်တာအီးနဲ့ကဝေးပြန်ခင်မေအပိုင်းချောင်းမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်ကျွန်တော်တော့တင်ဆက်သူချင်းပဲဖြစ်ပါတယ်